ျွန်တော်တို့ဒီ game ဆော့တဲ့အခါပျော်စရာတွေစိန်ခေါ်မှုတွေကိုပဲရှာဖွေကြတာပါ။ဒါမင်းနဲ့ကဘာပေါ်မှာဒီလိုဖြောပြေးရေးဆိုတဲ့ရည်ရွယ်ချက်ကိုကြော်လွန်သွားတဲ့ game တွေရှိနေပါသေးတယ်။အဲ့ဒီ game တွေကလက်တွေ့ဘဝရဲ့အမောင်ဆုံးတွေနဲ့အကြမ်းဖက်ဆုံးအစိပ်ပိုင်းတွေကိုကစားသမားတွေစီတဲဆောင်လာလို့အစိုးရတွေရဲ့အနီရောင်မင်း red line ကိုကြော်နင်းမိခဲ့ကြလို့ ban ခံရတဲ့ game တွေဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ဖျက်ဖျက်မဲ့ game တွေကတော့တန်ပေါင်းများစွာရောင်းချခဲ့ရပင်နဲ့ ူတို့ရဲ့ရက်ဆက်မှုနိုင်ငံရေးထိပါမှုနဲ့လူမှုကြီးရောဖောက်ဖျောက်မှုတွေကြောင့်ကမ္ဘာအကြီးဆုံးနိုင်ငံတချို့မှာပါတရားဝင်ပြစ်ပင်တားမြစ်ခံရတဲ့ဂိမ်းငါးမျိုးပါပဲ။ဘာလို့တားမြစ်ခံရတာလဲဆိုတဲ့နောက်ွယ်မှာရှိတယ်။အသေးစိတ်အကြောင်းရင်းတွေကိုကျွန်တော်နဲ့အတူလေ့လာကြည့်ကြရအောင်ပါဗျ။ဆိုတော့ဆက်လိုက်ကြရအောင်ပါ။နံပါတ်9 Manhattan နံပါတ်9နေရာမှာရှိနေတဲ့ဂိမ်းကတော့ Rockstar Games ရဲ့နာမည်ဆိုးနဲ့ကြော်ကြတဲ့ Manhattan ပါ။ ဒီဂိမ်းထွက်လာတော့ကဒါဟာအချမ်းဖက်မှုတဲ့အဆင့်တန်းကိုအမြင့်ဆုံးထိဆွဲတင်လိုက်တာပဲဆိုပြီးကဘာအနှံ့ဝေဖန်တဲ့နေစူးညံတော့ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီဂိမ်းနဲ့လာကစားသမားဟာတေးရန်ပေးခံရမယ့်ရာဇွေးကောင်းတယောက်နေရာကနေဝင်ကစားရတယ်။ found guilty and sentenced to death has been on death row for the past 3 years and was executed last night သူရတာဝန်ကဘာလဲဆိုတော့တခြားလူတွေကိုတတ်မှတ်ထားတဲ့နီလာများနဲ့အလွန်အမြင့်ရက်ဆက်တဲ့ပုံစံမျိုးနဲ့တတ်ဖြတ်ပေးရတာပါ အဲ့ဒါတွေကိုတိုက်ရိုက်ရိုက်ကူးပြီးတော့ snap frame ပုံစံမျိုးအသုံးပြုကဖြောဖြေးရေးဖြစ်ပြန်ကြောင်းစားတဲ့လူသက်သူကြီးရဲ့လက်ကောက်ကထွက်ပြေးရတဲ့ပုံစံမျိုးပေါ့ဒီနေရာမှာ snap frame ဆိုတာကရုပ်ရှင်ရိုက်ကူးရဲ့နည်းပညာလေ special effect တွေနဲ့တရုပ်ဆောင်ထားတာမျိုးမဟုတ်ပဲလူအစစ်ကိုတကယ်တမ်းတပြက်နေတာတွေကိုရိုက်ကူးထားတဲ့ရုပ်ရှင်ကိုပြောတာပါတရမဝင်းလူချင်းဝင်းနဲ့လုံးဝမညီတဲ့ငွေကြီးအချို့အမြတ်တစ်ခုတည်းအသက်ဖန်တီးထားတဲ့ရုပ်ရှင်မျိုးအစားကိုပြောတာပါ ဒီဂိမ်းရဲ့ပြဿနာကဒီဂိမ်းမှာကစားသမားတွေကိုလူသက်နည်းတွေရစ်ဆက်တဲ့နည်းလမ်းတွေကိုဖန်တီးတီထွင်စေကြောတယ်လို့ဆွဆွဲခံရလိုက်တာပါပဲ။ရလကတော့ဘာဖြစ်လဲဆိုတော့ UK နဲ့ဂျာမနီနိုင်ငံတို့လိုဥရောပနိုင်ငံကြီးတွေမှာဒီဂိမ်းရဲ့ရောက်ချခွင့်ကိုလုံးဝလုံးဝကိုပိတ်ပင်ခံရတာပါ။နံပါတ်၄ Grand Theft Auto 5 GTA 5ပါ။နံပါတ်၄ကတော့ကျွန်တော်တို့ရင်းနှီးပြီးသား GTA 5ပါ။ဂိမ်းတစ်ခုအရင်နဲ့ကမ္ဘာအောင်မြင်မှုအမြင်ဆုံးလို့ပြောလို့ရပါမယ်။သူ့ရဲ့စာဝန်ခံတဲ့ကြော်ကအစိုးရလေးတွေခေါင်းခဲစရာပြင်ထန်တာဖြစ်လာခဲ့တယ်။ အဓိကတားမြစ်မှုကိုစားခဲ့တဲ့နိုင်ငံကဩစတြေးလျပါပဲ။ဘာကြောင့်လဲဆိုတော့ Bindi Cook ဆိုတဲ့ mission တစ်ခုကြောင့်ပါ။ဒီ mission မှာကစားသမားဟာရဲအယားရှိတဲ့ဦးရဲ့နှိမ့်ဆက်ညင်းဖားတဲ့အပြုမှုကိုလှုပ်ဆောင်ပြီးတရားရယူရတာမျိုးပါဝင်ပါတယ်။ဒါကောင်ကိုရေလောင်းမီနှိမ့်ဆက်တာ၊သွားနှုတ်တာစားတဲ့ညင်ကွင်းတွေကလူခွင့်ရေး human rights ကိုတိုက်ရိုက်ချိုးဖောက်နေတယ်လို့ပြင်းပြင်းထန်ထန်ရှုချခံခဲ့ရပါတယ်။ဩစတြေးလျကဲ့သို့သောနိုင်ငံတွေရဲ့စီးပင်းစည်းကမ်းအရဗီဒီယိုဂိမ်းတွေဟာလက်တွေ့ဘဝနှိမ့်ဆက်မှုတွေကိုတရုတ်ဖော်ဝတ်မရှိဘူးဆိုတဲ့မူပေါင်းကို GTA 5ကတိုက်ရိုက်ချိုးနှင်းလိုက်တာပါ။ ဒါပြင်ဩစတြေးလျရဲ့နမကြီးကေမတ်လို့စတိုဆန်ကြီးတွေကပါဒီကိန်းကအမျိုးသမီးတွေပေါ်အချမ်းဖာမှုကိုလုံးစွာနိုင်တယ်လို့ပြောပြီးစင်ဘောကလည်းဖယ်ရှားပစ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်ဒါကဂိတ်တစ်ခုရဲ့လူမှုချင်းဝေးဆိုင်ရာတာဝန်ယူမှုအပေါ်နိုင်ငံတစ်ခုကဘလောက်အလေးထားသလဲဆိုတာကိုပြသနေတာပါပဲနံပါတ်3နေရာကတော့ကဘာကျော် FPS ဂိမ်းတွေထဲက Call of Duty Modern Warfare 2ပါဒီကိန်းရဲ့တားမြစ်ခံရမှုကသွေးထွက်တန်ကြိုထပ်ဖိုးပြီးနတ်နဲတဲ့နေဝရေးပြဿနာဖြစ်ခဲ့ပါတယ်အလိုတိကြတဲ့အတိုင်း No Russian ဆိုတဲ့ဇာဝန်ခံကြောင်းပါ ဒီမစ်ရှင်မှာကစားသမားဟာအကြမ်းဖက်သမားအဖြစ်ဟန်ဆောင်ပြီးရုရှားလေစိတ်တခုတည်းဝင်ရောက်ကအပြစ်မဲ့အရသားအများအပြားကိုသွေးအေးအေးနဲ့ပြတ်တက်ရတဲ့မြင်ကွင်းပါဝယ်လို့ပါဒီမစ်ရှင်ကိုထည့်သွင်းလိုက်တဲ့အတွက်ရုရှားအစိုးရရဲ့ဒေါသတကြီးတွန့်ပြန်မှုနဲ့ရင်ဆိုင်ကြရလေ သူတို့ကဒါဟာရုရှားနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုစော်ကားတာအကြမ်းဖက်မှုကိုအားပေးတာလို့ရှုမြင်ခဲ့ကြပြီးဂိမ်းကိုချက်ချင်းရောင်းချခွင့်ပိုက်ပင်ခဲ့ပါတယ်။ဒါ့အပြင်ဂျပန်၊ဂျာမနီလိုနိုင်ငံတွေကလည်းဒီမစ်ရှင်ကိုသူတို့ရဲ့နိုင်ငံဆိုင်ရာဗားရှင်းတွေမှာလုံးဝဖယ်ရှားပစ်ဖို့ဒါမှမဟုတ်ကစားသမားကိုကြော်ခွင့်ပေးဖို့ဖိအားပေးခဲ့ကြတယ်။ Activision ထုတ်လုပ်သူဟာနောက်ဆုံးမှဂျပန်နိုင်ငံသူကဗားရှင်းမှာမစ်ရှင်ရဲ့အကြောင်းအရာကိုအပြောင်းအလဲလုပ်ပြီးမှသာရောင်းချခွင့်ပြန်ရခဲ့တာပါ။ဒီဂိမ်းဟာဖျော်ဖြေစစ်စစ်နဲ့နာမည်ခံပြီးနိုင်ငံရေးအကြမ်းဖက်မှု အထီးမခံတဲ့အကြောင်းအရာတွေကိုထိပါတာတွေကြောင့်ဆော့ဖို့ပြိပင်ခံခဲ့ရတာပါနံပါတ်1 6 days in fallujah နံပါတ်2နေရာက6 days in fallujah ပါဒီ game ရဲ့ဇလန်းကပိုပြီးတော့စိုးပါတယ်ဘာလို့လဲဆိုတော့2004ခုနှစ်မှာ Iraq နိုင်ငံ fallujah မြို့မှာတကယ်တမ်းဖြစ်ပွားခဲ့တဲ့စစ်ပွဲကိုအခြေခံပြီးဖန်တီးထားတာကြောင့်ပါပဲ American led offensive during the Iraq war with the operation involving the efforts of the United States အငင်းပွားမှုတော့ဖျားဆက်လဲဆိုတော့ဒီစစ်ပွဲမှာတေဆုံးခဲ့ရတဲ့အရဲသားပြည်သူတွေရဲ့မိသားစုဝင်တွေနဲ့ စစ်ပွဲဒဏ်ရာခဲ့တဲ့စစ်မှုတန်းထောင်တွေရဲ့ခန်းစားချက်ကိုလုံးဝထည့်မစင်စားပဲဖော်ပြတဲ့ခုအနေနဲ့ပြောင်းလဲပြစ်လိုက်လို့ပါဝေဖန်သူတွေကဒီကိန်းကစစ်မှားနဲ့တွေးထွာတန်ယုံမှုနဲ့လူအသက်တွေကိုပေါပေါတန်တန်ဖျော်ပြေးဖြစ်အောင်ချနေတယ်လို့ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ကြပါတယ်အစပိုင်းမှာဒီကိန်းကိုထုတ်လုပ်ဖို့စီစဉ်တဲ့ကိုနာမီလိုကုမ္ပဏီကြီးတွေဟာနိုင်ငံတကာရဲ့ PR တွေနဲ့ဝေဖန်မှုတွေကြောင့်လက်လျှော့ပြီးဖျက်သိမ်းခဲ့ရပူပါတယ်နောက်ပိုင်းမှာပဲ Notre Studio တကူကနေတည်တည်ချာချာပြန်လဲပြင်ဆင်ပြီးမှထုတ်လုပ်ခဲ့ရတာပါဒီကိန်းကိုတာမီးရကျဲအဓိကတော့ချက်က လူမှုစိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့သမိုင်းဝင်တဲ့ဖိပြက်တွေပေါ်လီးစားမှုဆိုတာတွေပဲဖြစ်ပါလေဗျစစ်ပွဲထိုင်ရာတွေဟာဂိမ်းရဲ့ဖျော်ဖြေမှုတော့အတုံးဝပြုတ်တင်ဘူးဆိုတဲ့ယူဆကဒီဂိမ်းကိုပိတ်ပင်းဖို့ထွန်အားပေးခဲ့တဲ့အကြီးဆုံးအချက်ဖြစ်ပါတယ်နံပါတ်1ပိုစတာ2နောက်ဆုံးနံပါတ်3ကတော့ပိုစတာ2ပါဒီဂိမ်းဟာအကန့်အသတ်မဲ့ရိုင်းဆိုင်မှု unlimited rudeness ကိုအကြောင်းပြုပြီးတားမဲ့ခံရတဲ့ဂိမ်းပါတခြားဂိမ်းတွေလိုသတ်မှတ်ထားတဲ့ဇလန်းကြောင်အတိုင်းလှုပ်ဆော့ရတာမျိုးမဟုတ်ပဲကစားသမားကိုသူလှုပ်ချင်တဲ့အားလုံးကိုလွတ်လပ်စွာလှုပ်ဆောင်ဝင်ပေးထားတာဖြစ်ပါတယ် ဲ့ဒီလှုပ်ဆောင်ခွင့်ဆိုတာဘာတွေလဲဆိုတော့လူတွေကိုအကြမ်းဖက်တတ်ဖြတ်တာတရိစံဒီကိုနှိမ့်ဆက်တာလူချင်းဝဲနဲ့မညီတဲ့အပြုမှုအလုံးကိုဖန်တီးပြီးပြိုကျွင်းစွာလှုပ်ဆောင်တာစသဖြင့်အပြင်လောကမှာမလုံသင့်တဲ့အရာအလုံးကိုပံဝင်ခွင့်ပေးထားတာပါဒီကင်းရဲ့ဖန်တီးသူတွေကလူတိုင်းမှာရိုင်းစမ်းခွင့်လွတ်လပ်မှုရှိတင်တယ်ဆိုတဲ့ခံယူချက်မျိုးကိုဟန်ဆောင်ပြီးအကြမ်းဖက်မှုနဲ့လူမဆန်မှုကိုပျော်ရွှင်မှုအဖြစ်ပြောင်းလဲပစ်လိုက်တဲ့သဘောပါဒါကြောင့်ဩစတြေးလျနဲ့နယူးဇီလန်တို့လိုနိုင်ငံတွေကဒီဂိမ်းကိုသူတို့ရဲ့နိုင်ငံထဲမှာလုံးဝပိတ်ပင်ခဲ့ကြတယ် ဒီလိုညှိဆိုင်တဲ့အဖြစ်မှုတွေကိုဂိမ်းထဲမှာခွင့်ပြုထားတာဟာကစားသူတွေရဲ့စိတ်ဓာတ်ကိုပုံပြပန်းပြဖြစ်စေနိုင်တယ်လို့ဆိုရင်ခဲ့ကြပါတယ်။အဆိုရတွေကလူအဖွဲ့စည်းလုံခြုံရေးအတွက်လူငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက်ဒီဂိမ်းကလုံးဝလက်ခံနိုင်စရာမရှိဘူးလို့ဆုံးဖြတ်ခဲ့ကြတာပါ။ဒါဟာဗီဒီယိုဂိမ်းတစ်ခုရဲ့လွတ်လပ်မှုနဲ့လူလုံခြုံရေးချာကအကြီးအမားဆုံးတိုက်ပွဲတစ်ခုလို့ဆုံးနိုင်ပါတယ်။ကဲခုပြောပြသေးတဲ့ဂိမ်းတွေကတော့နိုင်ငံတော်တော်များများမှာရှိတဲ့အစိုးရရဲ့မူဝါဒဥပဒေတွေနဲ့ညီဆွနေတဲ့အတွက်ဆော့ဟိုပြေပင်ခံရတဲ့ဂိမ်းတွေတစ်ခုဖြစ်ပါတယ်။ ဒီထဲက game တွေထဲမှာ target ခံရဖို့အသင့်တော်ဆုံးကဘယ် game လို့သင်ထင်ပါတယ်လဲပြီးတော့ဒီလို game တွေကိုလွတ်လပ်စွာဖန်တီးခွင့်ပေးတဲ့တလားဆိုတဲ့အသင့်ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးထားပါအောင်နော်နောက်တဲ့ video တွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ